လိုအဟိုတနေ့ကိုပြောခဲ့တယ်ပေါ့နော်ကိုတို့ဟာတခုခုဖြစ်ထွန်းမလာဘူးညှော်မှန်းထားတဲ့တခုခုကဖြစ်မလာဘူးဆိုရင်အပတ်ဝန်းကျင်ကိုပဲလွှဲချနေရမျိုးမဟုတ်ပဲနဲ့ကိုကိုကိုရောကိုရဲ့ပတ်ဝန်းကျင်ကိုရောကိုတိဆောက်ခဲ့တဲ့ brand ကိုရောပြန်သုံးသပ်တင်တယ်လို့ကိုပြောခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒီပြန်သုံးသပ်တယ်ဆိုတော့ကာလလေးမှာပေါ့နော်ဟုတ်ပြီပြန်သုံးသပ်တာဟုတ်ပြီအာပတ်ဝန်းကျင်ကြောင်းလား ကိုကြောင်ငါဒါမှမဟုတ်ကိုတိဆောက်ခဲ့တဲ့ brand ကအာယူယွင်းနေလို့လားအဲ့လိုပြန်သုံးသပ်ပြီးတဲ့အချိန်မှာအဖြေထွက်လာပြီထားအဲ့ဒီအဖြေကိုဘယ်လိုမျိုးကိုတို့က handle လုပ်မလဲပေါ့နော်ဒီကာလမှာကိုတို့ကခုခုကိုဆုံးဖြတ်ကြမယ်ဆိုရင်အရန်ကိုမှစဉ်းစားရတယ် အဖက်ဖက်ကနေတောင်ပေါင်းဆောင်ကနေတွေးရတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ခက်ခဲကြက်တဲတဲ့ကာလဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ချိုးဆုံဖြတ်ချက်တွေက risk UR မျိုးတွေရှိတယ်ပေါ့နော်။ဆိုတော့ဟိုဥပမာကိုကအသက်30မှာ position တစ်ခုကိုရောင်းနေရမယ်လို့ဆုံးဖြတ်ခဲ့ပေမဲ့ကိုကအသက်30ပြည့်သွားတဲ့အချိန်မှာ position တစ်ခု level တစ်ခုမှာရှိမနေပဲနဲ့ဒုံရင်းဒုံရင်းတိုင်းပဲဖြစ်နေရတာ။အာဟုတ်ပြီ။ငါဘာကြောင့်ဒီလိုနေရာမှာ ဘယ်ဒီလိုမျိုးဖြစ်နေရလဲပေါ့နော်ငါကအသက်30မှာအဘလိုမျိုးနေရာတစ်ခုကိုရောက်ရမယ်ဆိုရဲ target ငါ့ရဲ့ goal ရှိခဲ့တယ်ဒါပေမဲ့မပြည့်သွားဘူးပြန်သုံးသပ်လိုက်တဲ့အချိန်မှာ crisis ကာလဖြစ်နေရယ်ဟုတ်ပြီကိုရောက်နေတဲ့ပတ်ဝန်းကျင်ကရောဘလိုမျိုးပတ်ဝန်းကျင်လဲဒီရောက်နေတဲ့ environment ကြောင့်ကိုရဲ့အဆွမ်းအစားရှိပါရင်းနဲ့ မဖြစ်မြောက်လာတာလားဒါမှမဟုတ်ကိုကိုတိုင်းက goal တော့ချထားပါရဲ့အဲ့ဒီ goal ကိုရောက်ဖို့အတွက်ဘာမှမစူးစမ်းနေလို့မလုံပန်းနေလို့ဖြစ်မလာတာလားပေါ့နော်အဲအဲ့လိုမျိုးတွေပြန်သုံးသပ်ဖို့လိုတယ်ဆိုတော့ကိုကတေချာစူးစမ်းနေပါရဲ့နဲ့ကိုရောက်နေတဲ့ environment ကြောင့်ကိုရဲ့ goal ကိုမရောက်တာဆိုရင်တော့ကိုတို့ဟာ environment ပြောင်းရမယ် organization ပြောင်းရမယ်ပေါ့နော် environment ပြောင်းနေဆိုတာမှာကလည်းဒီ career အတူတူမှာပဲကိုတို့က environment ပြောင်းလိုက်ပြီးတော့ပိုကောင်းတဲ့ level နဲ့နောက်ထပ်အဲ ဒီ chemical ခုကိုပြောင်းมาလာအဲ့လိုမဟုတ်ဘဲね career change လိုက်มาလာပေါ့เนาะလက်ရှိဒီ9 to 5 life ကနေထွက်ပြီးတော့ child freelance ဖြစ်တဲ့ဘက်ကိုပြောင်းมาလာဒါမှမဟုတ်ဘယ်လိုမျိုးကိုပြောင်းมาလဲဘယ်လိုမျိုးကငါ့အတွက်အတင့်တော်ဆုံးလဲဆိုတာမျိုးကိုတခြားလေးရှာဖွေဖို့လိုရပေါ့เนาะကိုတို့ကဟိုရောက်ချင်တဲ့ goal ကိုရောက်ဖို့မရက်မနာစူးစမ်းဖို့ဆိုရင်အဲ့ဒီအလုပ်ကကိုကိုရိုင်းက passionate ဖြစ်နေဖို့လိုရပေါ့เนาะကိုကိုရိုင်းကအာကောက်ရိုးမီးလိုမျိုးဟိုဖြစ်ချင်နေတော့မဲ့ဝန်ငနဲ့ထတောက်လိုက်ပြီးတော့ပြီးကြရင်ပြန်ငြိမ်းသွားတာမျိုးဆိုရင်ဘယ်နေရာကို ဲရောက်သွားသွားဘယ်လိုလူတွေနဲ့ပဲလက်တွဲလုပ်ရပါစေဘယ်လိုအဝုံဝိုင်းကိုပဲရောက်သွားပါစေမြင်ရဒီတိုင်းပဲဖြစ်နေမှာပေါ့နော်ဆိုတော့ပြန်သုံးသပ်တယ်ဆိုတာမှာ career ပြောင်းဖို့လိုတာလားကိုနဲ့ဒီ career နဲ့က match မဖြစ်နေတဲ့အချိန်မှာဘယ်လောက်စူးစမ်းစူးစမ်းရှေ့မရောက်တာမျိုးလည်းဖြစ်နိုင်တယ်လीเนาะအော်ဆိုတော့ဒီ career မှာပဲကိုကအီချင်းရှိရတဲ့မဖြစ်ပြောင်းနေတာဆိုရင်တော့ environment ပြောင်းပေါ့နော်ဆိုတော့ data လေးပြန်သုံးသပ်ပြီးတော့ကိုရောက်ဖို့လိုတဲ့နေရာကိုတွားတတ်ပါစေလို့တွေးဝေမနေဘဲနဲ့ပေါ့နော်